ပြမယ်တက်တည်ပြမယ်ခဏစားဒီနေ့မှာတော့စေချောင်းသားစေချောင်းသူတွေအတွက်လေးလာရတာအင်မတန်မှညီငွေ့ပွဲကောင်းတဲ့ microbiology ဆိုတဲ့ဘာသာရပ်ကိုလွယ်လွယ်ကူကူနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဘယ်လိုလေ့လာမလဲဆိုတာကို Finna ကမျှဝေသွားမှာဖြစ်ပါတယ်။ဆိုတော့ junior လေးတွေဒီ video ကိုကြော်သွားဖို့စိတ်မကူနဲ့နော်။ဆက်ပြီးတော့ကြည့်ရမယ်နော်။ microbiology ဆိုတာကကြတော့ Finna ရဲ့ပုံမှန်မျက်စိနဲ့မမြင်နိုင်တဲ့ ကောင်တင်းတင်းလေးတွေ microscope နဲ့ကြည့်မှမြင်လို့ရတဲ့ microorganism လေးတွေကိုလေ့လာရဲဘာသာရပ်ကိုပြောတာဖြစ်ပါတယ်။ so microorganism မှာဘယ်လိုကောင်နေပါလဲဆိုတော့အဲဖင်တော်တို့လည်းကြာရပူသားဖြစ်တဲ့ bacteria တွေပါမယ် viruses တွေပါမယ် parasite ဆိုတဲ့ကပ္ပားကောင်တွေပါမယ် microbiology မှာဆိုရင်အဲ့လိုအကောင်လေးတွေရဲ့နာမည်တွေသူတို့ရဲ့ structure တွေ genetics တွေပြီးလူတွေဘယ်လိုကူးစက်ပုံတွေဒါတွေအကုန်လုံးလေ့လာရတယ်ပြီးတော့ရင်လူတွေကူးပြီးတော့ပြီဆိုရင်ဒီအကောင်တွေပေါ်မူတည်ပြီးတော့ treatment ဘယ်လိုပေးမှလဲယောဂကိုဘယ်လိုကူးမှလဲဆိုတဲ့အကြောင်းအရာတွေကိုလေ့လာတာကို microbiology ဘာသာရပ်လို့ခေါ်ပါတယ်ပေါ်ပြီးနားလေတော့မျက်စိရဲ့မြင်ဝါလို့ဖြစ်နေဥမာလေးတစ်ခုနဲ့ပြောပြမယ်နော်ကို့ဒီပတ်ဝန်းကျင်မှာလေအစာအိမ်အနာဖြစ်ဘူးတယ်ဆိုတဲ့သူတွေကိုမြင်ဘူးလား ဲ့တော့အစာအိမ်နာဖြစ်တယ်ဆိုတာကဒီလိုမျိုးဖင်နာတို့အစာအိမ်ထဲမှာဆိုရင်အစာချေရေအက်ဆစ်တွေရှိတယ် ACL ဆိုရယ် hydrochloric acid တွေရှိတယ်။အဲဒီ acid တွေကဘာလို့ပေးရလဲဆိုတော့ဖင်နာတို့စားလိုက်တဲ့အစာအစာတွေထဲမှာအဲကိုယ်ခန္ဓာကိုယ်ဒုက္ခပေးနိုင်မဲ့ bacteria တွေအဲ့လိုမျိုးအကောင့်နေပါလာပြီဆိုရင်အဆိုင်ထဲရောက်ပြီဆိုရင်အဲဒီ acid ကသူတို့တက်ပြစ်တာ။အဲ့တော့ခန္ဓာကိုယ်ကိုဒုက္ခမပေးတော့ဘူး။ acid ဆိုတဲ့မျိုးကသူကအကုန်လုံးတိုက်စားပြစ်တာဟုတ် ဲ့တော့အစိုင်းအနေနဲ့တို့လည်းသူတိုက်စားနိုင်လားတိုက်စားနိုင်တာပေါ့ဒါပေမဲ့ Finaro ရဲ့ခန္ဓာကိုယ်ကသူက balance ဖြစ်ပြီးသားအစိုင်းထဲမှာရှိတဲ့ acid ကိုဒီအစိုင်းကိုယ်တိုင်ကခန္ဓာရင်ရှိဖို့အတွက်အစိုင်းရဲ့နယံကနေပြီးတော့ mucus နဲ့ bile cap ဆိုတဲ့ဒီပစ္စည်းမျိုးထွက်တယ်အဲ့ဒီနှစ်ခုပေါင်းပြီးတော့အစိုင်းကနေပြီးတော့သူကိုယ်တိုင်ထုတ်တဲ့ acid တွေကိုခန္ဓာရင်ရှိအောင်လို့ဒီလေယာလေးတစ်ခုအဖြစ်နဲ့နေပေးတာဆိုတော့အဲ့ဒီလေယာလေးဒါပြတ်သွားရင်ဘာဖြစ်မှန်းသိလဲ အစစ်တွေကအစာအိမ်နေရုံတိုက်စားပြီးတော့အစာအိမ်မှာအနာဖြစ်မှာပေါ့အနာဖြစ်ပြီးတော့မကုပဲဒီတိုင်းထားမယ်ဆိုရင်အစာအိမ်သွေးယိုတာအစာအိမ်သွေးကြောပေါက်တာဖြစ်ပြီးတော့လူကသွေးအံမဲ့သွေးဝက်နေသွားပြီးရောက်လာမှာပေါ့အဲ့တော့ခုနကအစစ်ကိုခန်းနိုင်ရှိအောင်လှုပ်ထားပြီးတဲ့အလှော်လေးကိုလေပြက်စီးစေတဲ့အကြောင်းအရာတွေအများကြီးရှိတယ်စေးလိတ်တောက်တာအရက်တောက်တာ ပြီးရင်ဖီနာအခုပြောပြမယ်ဘက်တီးရီးယားတကောင်ဖြစ်တဲ့ H pylori ဆိုတဲ့ကောင်သူရဲ့နာမည်အရေးက Helicobacter pylori လို့ခေါ်တယ်။အဲ့ဒီကောင်ကလည်းဒီအဆိုင်အနာကိုဖြစ်စေတယ်။ H pylori ဆိုတဲ့ကောင်ကအဆိုင်အနာကိုဘယ်လိုဖြစ်စေတာလဲဆိုတာဖီနာအမြန်ဆုံးလေးရှင်းပြပေးမယ်။ခုနဖီနာပြောလိုက်တာမှတ်မိလားမသိဘူး။အဆိုင်ထဲမှာရှိတဲ့ acid တွေကကိုစားမိလိုက်တဲ့ဘက်တီးရီးယားတွေကိုသတ်ပေးတယ်။ဒါပေမဲ့အခု H pylori ကောင်မှာကြတော့ဒီ acid ကိုခန္ဓာရင်ရှိဖို့အတွက်သူမှာ enzyme တမျိုးပါလာတယ်။အဲ့ဒါက urease ဆိုတဲ့ enzyme ဒီအန်ဆိုင်ကမလုပ်ပေးရလဲဆိုတော့ခနာကိုရဲ့ waste products ဖြစ်တဲ့ urea နဲ့ water ကိုပေါင်းပြီးတော့ ammonia နဲ့ carbon dioxide ဖြစ်စေတာအဲ့ဒီထွက်လာတဲ့ ammonia က acid ကို neutralize လုပ်လိုက်တာပြောချင်တာကအဲ့ဒီ acid ရဲ့တတိမရှိတော့ဘဲနဲ့ဒီပတ်ဝန်းကျင်မှာ bacteria အသက်ရှင်နိုင်ခွင့်ရသွားတာအဲ့တော့ acid ကိုလည်းဒီ h pylori ဆိုတဲ့ကောင်မကြောက်တော့ဘူးမကြောက်တော့သူကဒီအဆိုင်နေရာနေတော့ဝင်မဲ့ပွားချင်နိုင်ပွားမယ်ပြီးတော့အဆိုင်ကအနာကြီးဖြစ်သွားမယ်နောက်ပိုင်းသွေးတွေယူမယ်သွေးကြောတွေပေါက်လာမယ် ဒါကြတော့ဒီ H pylori ဆိုတဲ့ bacteria ကြောင့်အစာရင်အနာဖြစ်တာအဲ့တော့ဆင်းရုံစီကံရောက်လာတဲ့လူနာတယောက် peptic ulcer အစာရင်အနာရှိရလို့တန်တရားရှိရဆိုရင်ဖီနာတို့ကဒီ investigation တွေလုပ်ကြည့်မယ်ပေါ့နော်ဥမာ CLO test ဆန်းကြည့်ရတော့အဲ့ဒါကြီးလုံလိုက်လို့ H pylori တေချာသွားပြီဆိုရင်ဖီနာရက်ဒီကောင်နှိမ့်နေရတော့မယ်အဲ့ဒါကို H pylori eradication လို့ခေါ်တယ်အဲ့ဒါကကြတော့ treatment ပေးတာပေါ့နော်ယောဂကုတာပေါ့အဲသူကကုပုံကုနေတော့အများကြီးရှိရ triple therapy quadruple therapy ဆိုပြီးရရှိရဒါကဖီနာရီစကြောင့်မှတင်ရတယ်အဲသူကကြောင့် PPI နဲ့ တီဘိုင်တစ်တူပေါင်းပြပေးတာပေါ့နော်အဲ့တော့အဲ့ဒီ therapy နဲ့ဒီ H pylori ကြောင့်ဖြစ်တဲ့ peptide အစာကုတာအဲ့တော့ကြာ microbiology ရဲ့အားသာချက်ပဲ microbiology ကိုလေ့လာခြင်းအပြင်ဒီကောင်ရဲ့ ုံစံလေးတည်သွားတယ်သူစီမှာပါတဲ့ခုနအန်ဆိုင်ကိုလည်းတည်သွားတယ်သူပါကြောင့်ဒီအဆိုင်ထဲမှာအသက်ရှင်နေနိုင်တာလဲဘလို့ကနေဘလို့ရောဂါအောင်ဖြစ်စေတာလဲဆိုတဲ့အကြောင်းရင်းကိုလည်းတည်သွားတယ်အဲ့တော့ဒီအကောင်အကျောင်းဖြစ်တယ်ဆိုတာသိကြရင်ဒီစေးပေးမယ်ဆိုတဲ့ treatment လည်းနောက်ကနေလိုက်လာတယ်ဆိုတော့ microbiology ကစားတကယ်တော့မခက်ဘူးမှတ်ရတဲ့နာမည်တွေကခက်တာအတိအကအကောင်လေးတွေရဲ့နာမည်ပေါ့နော်ဥပမာဒီကောင်ဆိုရင် Helicobacter pylori ဒီဖိနာတာဒီအကောင်စမြင်တော့ဆိုရင်ခဏခဏမိတယ်။ဟာဒီအဲ့ဒီကောင်နာမည်ကဘာပါလဲ H နဲ့စတာလေ။ဆိုပြီးတော့အဲ့လိုဖြစ်တယ်။ဘာလို့လဲဆိုတော့အတန်အတွက်တရားလေကိုနဲ့မရှင်းနေဘူး။အဲ့တော့ကျောင်းသားကျောင်းသူတော်တော်များများမလေးလာခြင်းဆိုတာအဓိကကနာမည်တွေကြောင့်ပြန်သူစီမှာပါတဲ့တချို့အစိတ်ပိုင်းလေးတွေကလည်းဟိုခေါ်ရတာခက်တာလေးတချို့ပါမှာပေါ့နော်။နောက်ချက်ပြဿနာတကူကကြတော့ဒီ microbiology textbook တွေ handout တွေပေါ့နော်။ဆိုတော့ဒီ sound တွေကသူ့ရဲ့သဘောတဘာဝအရအကောင်ရဲ့ အကြောင်းကိုအသေးစိတ်ရေးတာဖြစ်တဲ့အတွက်ကြောင့်စာရီကပြင်လိုက်ကြည့်အများကြီးဖြစ်နေမယ်အဲ့တော့ဟိုဒီစာကိုကြည့်လိုက်တာနဲ့တဲ့ micro ဆိုရဲဘာသာရဲ့ဂျီကိုကမုန်းနေပြီအဲ့တော့အဲ့လိုမဖြစ်ရအောင်လို့ micro organism လေးတွေရဲ့အကြောင်းကိုလွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းနဲ့ဘယ်လိုလေ့လာသင်လဲဆိုတာကိုဖင်နာအခုပြပြပေးမယ်နော်ဖင်နာစာလုပ်တဲ့ပုံစံကဒီကို medicine နဲ့ပတ်သက်ပြီးတော့တခုခုလေ့လာတော့မယ်ဆိုရင် youtube ကိုအရင်ပြေးတယ် YouTube မှာ illustration ကောင်းကောင်းနဲ့ animation ကောင်းကောင်းနဲ့ video တွေအများကြီးရှိတယ်။အဲ့တော့ကို code topic နဲ့ဆိုင်တဲ့ဟာကို YouTube မှာ video လေး၄-၅ပုဒ်လောက်ကြည့်လိုက်တဲ့ နားလေသွားတယ်ပြီးရင်ကြောင်းကနေပေးတဲ့ handout ကိုဖတ်ကြည့်လိုက်တယ် text တွေကိုဖတ်ကြည့်လိုက်တယ်ပို့ပြောရှင်းသွားတယ်အဲ့တော့နံပါတ်1ဖီနာလောက်တာကြောင့် YouTube မှာ video တွေပြည့်ကြည့်ရပေါ့နော်ဆိုတော့ YouTube ဆိုတဲ့ platform ကလည်း channel တွေအများကြီးရှိရကွာအဲ့တော့ကိုကဘယ် YouTube channel ကြည့်ရမှာလဲဒီ microbiology ကိုလေ့လာဖို့အတွက်ဘယ် YouTube channel ကိုကြည့်ရမှာလဲဆိုတော့နမဲကအရေးနဲ့မိသွားတယ်ဘယ် YouTube channel နဲ့လေ့လာတင်လဲဆိုတော့ ATP တော်လုံးနဲ့ ော်သူ channel ကြီးကတော်တော်ကောင်းတယ်ဖင်နာကြည့်ဘူးသမျှ microorganism နဲ့ပတ်သက်တဲ့ channel တော်တော်များများကြည့်ဘူးသမျှဆိုရင်ဒီ channel လေးကအကောင်းဆုံးပဲသူကဘာလို့လဲဆိုတော့ဒီ textbook ကိုလည်း orientation မလွဲသွားအောင်လို့ textbook base လုပ်ထားတဲ့ channel လို့ပြောလို့ရတယ်သူ့အထဲမှာဆိုရင်ဒီဖင်နာတို့ handout ထဲမှာရေးထားတဲ့အကြောင်းအရာတွေလည်း အကုန်ပါတယ်ပင်တခြားသော general knowledge တွေလည်းပါတယ်အဲ့ဒါအောင်မှ illustration ကောင်းကောင်းနဲ့ animation ကောင်းကောင်းနဲ့တင်ဆက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် final ပို့ပြီးတော့လည်းမှတ်မိလွယ်တယ်။တောင်းစာအုပ်ကိုဖတ်လိုက်မယ်ဆိုရင်တော့စာရီပဲမျက်လုံးနဲ့မြင်သွားမှာ။ဒါပေမဲ့သူ explain လုပ်ထားတဲ့ video လေးတွေကြည့်လိုက်မယ်ဆိုရင်ကိုကမျက်လုံးနဲ့မှ camera လိုပဲရပ်ပြီးသားပြီးရင်အုံနောက်ကနေတခါတည်း memory နဲ့တင်းစီပြီးသားဖြစ်သွားတယ်။တခြားသူတွေတော့မသိဘူး final ကျတော့သူများပြောတာနားထောင်တာတော့ သူများရှင်းပြတာကိုနားထောင်တာလို့ဆိုရင်မှတ်မိတာပို့ပြောလို့ရတယ်ကိုဘာသာကိုဒီ live ဖတ်နေတာဒီဇိုင်းပေါ့နော်အဲအကြောင်းမို့လို့ YouTube ကကို reinforce လုပ်ပေးတယ်လို့ထင်တာလည်းပါမှာပေါ့အဲ့တော့ Finna ရဲ့နံပါတ်1 recommendation နဲ့ YouTube channel ကတော့ ATP ဖြစ်ပါတယ်နောက်တစ်ခုလည်းပြောပြခြင်းနဲ့အဲ့ဒါကကြတော့ Mycosis professionalist သူလည်းကောင်းတယ် နံပါတ်1ဦးစားပေးက ATP နံပါတ်2ဦးစားပေးက Medicose Professionalist Medicose Professionalist မှာကြတော့သူ playlist တွေဝင်ကြည့်လိုက်မယ်ဆိုရင် categories တွေအများကြီးတွေ့ရလိမ့်မယ်ခေါင်းစဉ်တွေအများကြီးတွေ့ရလိမ့်မယ်အဲ့တော့ကိုကဒီ microbiology နဲ့ပတ်သက်တာကိုပဲရွေးပြောလေ့လာပေါ့ Professor Dave explains ဆိုတဲ့ channel ကနေပြီးတော့လည်းတော်တော်များများလေ့လာလို့ရတယ်။ဒီ channel လေးကဖျော်နာပါသဘောကျတယ်ဆိုတော့ virus နဲ့ပတ်သက်တာတွေကိုရှင်းပြရအောင်တော်တော်လေးစင်ပြေလို့ထင်တယ်။ ီမရဲ့အားချောင်းနေရာဖြစ်မှာပါသူကိုယ်တိုင်ကြောက်လေအဲ့လိုလေးလာမဟုတ်ပဲနေငါတို့ကြတော့ဟိုလိုလုတ်ကြည့်လို့လုံနေအဲ့လိုတွေးနေရမလားမညာနဲ့ပြမယ်တက်တယ်ပြမယ်ခဏစားအဲ့တော့ Finagorain လဲ YouTube တွေကြည့်ပြီးတော့ note တွေထုတ်တယ်။ဥပမာပြမယ်နော်။ဆိုတော့ပြဖို့ Finagorain microphone လေးကိုအင်ဂျီမှာဆက်ချိတ်လိုက်မယ်နော်။အတန်လေးကတော့နည်းနည်းတိုးရလိမ့်မယ်။ ဟောဒီမှာပါဒါဆိုရင်ဒါဘာကောင်းလဲဆိုတော့ဘက်တီးရီးယားကြီးပါဒါဖီနာရဲ့ note ဗီဒီယိုတပုတ်ပြီးတိုင်းဖီနာက note တွေထုတ်လေးရှိတယ်အဲ့တော့ကို note ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဟန်းနောက်လောက်လည်းရှုပ်ချက်ခက်မနေဘူး။စာရီလည်းပြတ်သိပ်ပြီးတော့ရှိမနေဘူး။အဲ့အတွက်သဘောကျတယ်။ဆိုတော့ဒီမှာခုနကပြောခဲ့တဲ့ H binary ဆိုတဲ့ကောင်လေးရဲ့အကြောင်း။စာရီကတော့ကင်မရာအကြောင်းပြောင်းပြန်တော့ဖြစ်နေတာပေါ့နော်။ဖက်လို့တော့မရလောက်ဘူး။ ဒီလိုလေးပေါ့အဲ့တော့ကိုကဒီ YouTube ကြည့်တာကြည့်တာပဲဒါပေမဲ့ကိုရဲ့ sound ထင်မှာလဲ note အနေနဲ့တော့ရှိရအောင်ပါပေါ့နော်။ဘာလို့ဆိုတော့ sound wave နေကွာစရပြန် sound wave မှမဟုတ်ပါဘူး။ဒီ sound revise လုပ်တဲ့အနေနဲ့အနည်းစင်နဲ့အများပြန်ဖက်နေရမှာမဟုတ်။အဲ့တော့ပြန်ဖက်တဲ့အခါမှာဒီစာပြင်လိုက်ကြီးကိုကြောင်းအပေးတဲ့ hand note ကစာပြင်လိုက်ကြီးကိုဖက်မှလာကိုတိတိကျကျအရေးကြီးတဲ့ point တွေ high ရေးဖြစ်တဲ့ point တွေ sound wave မှာပါနိုင်ချင်ရှိတဲ့ point တွေကိုပဲမှတ်ထားတဲ့ကိုရဲ့ note ကိုကြည့်မှလာ။ကို note ကိုပဲကိုကြည့်မှာပေါ့။ အဲ့တော့ကိုနှုတ်ကိုကြည့်ဖို့အတွက်လည်းနှုတ်ကချိအောင်မယ်လေ။အမ်ပြီးတော့တချို့ကချိသေးတယ်။ဟို hyper ရီနဲ့ပေါင်းပြီးတော့လေ hyper ရီရဲ့နှုတ်ကိုဖတ်တဲ့တစ်ဖွဲ့ပေါ့နော်။အဲ့တော့စာဆိုတော့ကိုရေးရမှာမဟုတ်ရင်ဖတ်ရအောင်တောင်းတယ်ဟုတ်တယ်ဟုတ်။နှုတ်ဆိုတဲ့သဘောကနှုတ်ထုတ်တဲ့သူကိုယ်တိုင်ကသူနားလည်းမပုံစံနဲ့ရေးရတာ။အဲ့တော့သူနားလည်းမပုံစံနဲ့ရေးရတာကကိုနားလည်းချင်မှနားလည်းမှလေဟုတ်။အဲ့တော့နှုတ်ကိုလည်းကိုကိုတိုင်ပဲထုတ်စေချင်တယ်။ဘာလို့လဲဆိုတော့ကိုကိုတိုင်နှုတ်ထုတ်လိုက်ခြင်းအပြင်နံပါတ်1စတခါလုတ်ပြီးသားဖြစ်သွားတယ်။ ပြန်ဖက်ပါများလာလေလေအောက်နောက်က repetition ရလာပြီးတော့စာရီကိုပို့ပြမှတ်မိလေလေပဲဒါကြောင့်အဲ note ထုတ်ဖို့လည်းမမေ့ပါနဲ့ note ထုတ်ဖို့လည်းမပြင်းပါနဲ့ပြီးရင်အဲ့ note တွေကိုကစာဝင်နေပြန်ဖက်မဲ့ဒါဆိုရင်သူများလည်းဆိုလဲစာဝင်နေအရင်လောင်စရာမလိုတော့ဘူးဟုတ် ကဲဟုတ်ပါပြီ။ဒါဆိုရင် Fina ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။ပြီးတော့ Fina ရဲ့မောင်လေးညီမလေးတွေကိုပြောချင်တာကကိုကဒီလမ်းကြောင်းရွေးလိုက်ပြီဆိုတာနဲ့ဒီလို complicate ဖြစ်တဲ့ science တွေသင်ရတော့မယ်ဆိုတာစိတ်ကြောင်းမတက်ခင်ကသိပြီးသားဟုတ်။အဲ့တော့စာတွေကြည့်ပြီးတော့ညင်ညူနေလို့လည်းဘာကြိုးရှိမှလဲဟုတ်တယ်ဟုတ်။ဆိုတော့ဟွန်းစာရလည်းများလိုက်တာခက်လိုက်တာရှုပ်ချက်ခက်နေတာပဲ။အဲ့လိုတွေတွေးပြီးတော့စိတ်တက်ကြနေမယ်အစားဒီရှုပ်ချက်ခက်နေတဲ့အရာတွေကိုက simple ဖြစ်အောင်ဘယ်လို break down လုပ်မှလဲ။ ပြီးရင်လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လို့ကိုကိုရိုင်းကဘယ်လို self learning လုပ်မှာလဲဆိုတာကို find out လုပ်ဖို့အတွက်ကအင်မတန်အရေးကြီးပါတယ်ဒါမှကိုကရေးရှည်မှစာရုပ်ခက်ခဲမရှိပေါပေါပပသင်နိုင်မှာပေါ့နော်ပြီးတော့စာလေ့လာတဲ့အခါမှာလည်းနီးမှန်လမ်းမှန်နဲ့လေ့လာဖို့ကလေ့လာတတ်ဖို့ကအင်မတန်မှအရေးကြီးတယ်ဒါမှရေးရှည်မှကိုက burnout မဖြစ်ပေနဲ့ stress တောင်မဖြစ်ပေနဲ့အစာရုပ်လွယ်လွယ်ကူကူရိုးရှင်းရှင်းနဲ့လေ့လာနိုင်မှာပေါ့ ာရီကိုမမှန်ကန်ကန်ဘယ်လိုလေ့လာမှလဲဆိုတော့အဲ့ဒီအဲ့ဒါနဲ့ပတ်သက်တဲ့ study tips တွေကိုလည်းဖြူနာဆက်ပြီးတော့ share လုပ်သားမှဖြစ်တဲ့အတွက်ကြောင့်ဒီ channel လေးကို like and subscribe လုပ်ထားမယ်ဆိုရင်တော့ note တက်လာရင်ဝင်ကြည့်လိုက်ရုံပဲပေါ့နော်ကဲပြောရလဲမြန်သွားပြီဆိုတော့ဖီနာဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်ပါတော့မယ်အားလုံးပဲကျမပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နေပါစေနောက်ထပ်ဗီဒီယိုမှာဖီနာနဲ့ထပ်ပြီးတွေ့ကြပါမယ်အားလုံးပဲတတ်တာ